ကဲတော်လန်ရင်းမှာအချားကျင်ဆုံးတင်လာပါပြီဒီနေ့ကျွန်တော်တို့တော်လန်ရင်းမှာ စိတ်ပူတဲ့အချက်ရှိတယ်ဒါကိုလည်းဘိုးချုပ်အဲဘိုးချုပ်ကြီး US ကပြောခဲ့ဘူးလားเนาะ PDF တွေကလက်လက်ကင်ပြီးဟိုတပုံတမအဆင့်ဖြစ်သွားမယ်ဆိုတဲ့စကားဘာလို့အခုအညာဘက်တွေမှာတရွာတဖွဲ့တဲ့အဖွဲ့တွေအများကြီးရှိတယ်เนาะ AUG ရဲ့ MOD COC အောက်မှာနေနေတဲ့တိုင်းတပ်ဖွဲ့တွေ PDF တွေပကဖတ်တွေရှိတယ်လို့ကျွန်တော်တို့ တိုင်းသားအရာကိုလောက်အောင်မနေတဲ့ PDF တွေလည်းရှိတယ်အဲ့ဒီစိတ်ပူဆုံးအရာကတရွာကိုတစ်ဖက်ထောင်ပြီးဘဒုအောက်မှမဝင်တဲ့အရာတွေအခုအဲ့ဒီဘက်မှာတို့ဘကိုးတိုင်းကတော့လမ်းပြကျဲဖြစ်လုတ်ပြလိုက်ပါနော်ကျွန်တော်သတင်းလေးကိုအရင်ဖတ်ပြပါမယ်နော်အဲသတင်းမှာနောက်တစ်ခုပြောချင်တာကအခုကြောက်မဲကိုစစ်တပ်ကပြန်လဲထိန်းချုပ်နိုင်ပြီလို့တို့ရဲ့ဝါဒမြတ် Telegram Channel တွေမှာတော့တင်းနေတာတွေ့တယ်ကြောက်မဲမှာရှိတဲ့ဌာနဆိုင်ရာတွေမီးလောင်တယ် အဲ့ဒီမိရောင်နဲ့ကိစ္စကိုဒီစစ်သက်ထောက်ခံတဲ့အတိုင်းဝိုင်းကပြောလာတော့တီအန်အန်ဒီတွေကဌာနဆိုင်ရာယုံတွေကိုမီးဖြိုပြီးတော့စုပ်ခွာသွားတယ်လို့ပြောတယ်တီအန်အန်ဒီဘက်ကပြန်ပြောထားတာတော့အကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲလို့ဌာနဆိုင်ရာအဆောက်အုံတွေမီးလောင်လာလို့ပြောတယ်ဘလို့ပဲဖြစ်ဖြစ်လောလောဆယ်ဌာနဆိုင်ရာတွေတော့မီးလောင်လာတာတေးကြတယ်အဲ့တော့ဒီညမှာတခုပြောချင်းတယ်အခု6လလောက်နေပါတီအန်အန်ဒီဟာဒီအဲ့ဘက်ဂျော်ဒဂွေမှာပေါ့နော်ခံစစ်ပြင်ပြီးတော့တိုက်နေတာ ဒါပေမဲ့ TNN တွေဘာကြောင့်တဖြည်းဖြည်းစုပ်ကတာလဲဒါဟာမဟာမိတ်တွေအပေါ်ကိုလေးစားတမှုအားနည်းတယ်လို့တွေ့ရတယ်လူကြီးပိုင်းဆက်ဆံရေးမှာတို့ရင်းနှီးမှုရှိရှိလိမ့်မယ်ဒါလူကြီးပိုင်းဆက်ဆံရေးအောက်ခြေဆက်ဆံရေးအထူးသဖြင့်အောက်ခြေပြည်သူမြင်ကွင်းမှာဆက်ဆံတဲ့ဆက်ဆံရေးဘိုင်းမှာဆိုနော် KIA ရဲဘော်တွေကိုရိုက်ပုတ်ပြီးတော့အမှိုက်ကားပေါ်တင်သွားတဲ့လုပ်ရက်တွေနော် KIA နဲ့စကားများပြီးတော့နော်အထိုးကျိတ်တဲ့ပြဿနာတွေဒါခဏခဏတွေ့နေရတယ်ဆိုတော့ဒီလိုလုပ်ရက်မျိုးတွေဟာ အာရော့စေတဲ့အချက်တွေထဲမှာပါပါတယ်ဒါကိုလည်း TNN နဲ့လူကြီးပိုင်းတွေအနေနဲ့တတိပြုမိကြဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကမဟာမိတ်တွေကိုတန်ဖိုးမထားလို့မရပါဘူးငါလူမျိုးတစ်ယောက်တည်းကောင်းစားအောင်လုပ်လို့ငါလူမျိုးတစ်ယောက်တည်းလွတ်မြောက်အောင်လုပ်လို့မြန်မာပြည်မှာမရဘူးတရားမင်းစင်းလို့တော့မရပါဘူးနော်ရန်သူဟာစနစ်တကျဖွဲ့စည်းထားတဲ့အားကောင်းကောင်းနဲ့ဖွဲ့စည်းထားတဲ့ institution ကြီးဆိုတာကိုမေ့လို့မရဘူး။နယ်မြေလေးတနယ်မြေတော့တိတ်နေတာနဲ့ကိုယ့်ကိုယ်မန်ထားလိုက်မယ်ဆိုရင်တော့ ပေချင်းစုံနဲ့ပေသွားဖို့ဝင်လေးမှာမဟုတ်ဘူးအဲ့တော့ TNN နေတဲ့အဲဒီအချင်းတွေဟာအချင်းမီပြောင်းလဲနိုင်မယ်မဟာမိတ်တွေအပေါ်ပြန်ပြီးတော့အစဉ်ပြေမဲ့ပြည်သူရဲ့ညွန်ညင်မှုတွေကိုပြန်ရမယ်ဆိုရင်တော့ TNN ကပြန်လဲအားကောင်းနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဆက်ပြီးတော့ပဲတွားမယ်ဆိုလို့ရှိရင်တော့ကျုပ်ဝါနိုင်တဲ့အနေအထားရှိပါတယ်ဒါဟာတော်လန်ရေးမှာထိခိုက်နေတာမျိုးရှိပါတယ်တိုက်ရိုက်မဟုတ်ဘဲတော်ဝိုက်နေတာမျိုးနဲ့ဒါကြောင့်မလို့ဒါ TNN ကိုနမူနာယူပြီးတော့အခြား data မှာရှိတဲ့လက်နက်ကိုင်အဖွဲ့စည်းတွေအနေနဲ့ မဟာမိတ်ချိတ်ဆက်မှုကိုအားကောင်းကောင်းလှုပ်ရှားကြဖို့အရေးကြီးပါတယ်เนาะဒါအရေးကြီးပါတယ်ဘာလို့ဆိုတော့အညာမှာကျော်တခါနောက်မှပြောပါမယ်အဖွဲ့စည်းနံပါတ်တော့เนาะစစ်ခွေး20ကျော်လောက်ကရွာကိုမီးဝင်ရှို့လာအဲ့ဒီရွာမှာရှိတဲ့ PDF ကထွက်ပြေးပြီးခံရတယ်ရှိတော့ PDF ကလည်းအဲ့လောက်ပဲရှိတယ်ဒါပေမဲ့20 20ရင်းရှင်မဲ့ဆိုရင်ခဲရန်လက်နက်ကဟိုကောင်တွေဘက်မှာအပြစ်ပါတယ်လေကိုယ့်ဘက်မှာကဘယ်တော့ကြီလေး30တယောက်ကိုရှိတယ်ဆိုတော့ထွက်ပြေးခံလိုက်တာဘာဖြစ်လို့လဲစုံစမ်းလိုက်တော့ ဲ့ဒီဖွဲကပတ်ဝန်းကျင်ကအဖွဲတွေနဲ့မတည့်ဘူးเนาะမဟာမိတ်မဖွဲ့ဘူးအဲတုတ္တရွာတူဘိုလ်လုတ်ပြီးနေတယ်နဲတော့နေသေးတယ်လို့ပြောလိုက်တယ်ဆိုတော့အဲ့လိုဟာမျိုးတွေကလုံးဝမဖြစ်တဲ့ကိစ္စเนาะ TNN နေလဲဒါကိုနမူနာယူဖို့လိုအပ်ပါတယ်เนาะအခုအဲစကားစပြောက်သွားလို့အရှင်းမှာကျွန်တော်ပြောခဲ့တဲ့တော်လှန်ရေးမှာအဖြစ်စေခြင်းလုံးတည်င်းလေးကိုကျွန်တော်ဖတ်ကြပါမယ်ဘကိုးမြို့နယ်အတွင်းမှာပြန့်ကျဲနေတဲ့ရဲဘော်တွေကိုစုဖွဲ့ပြီးဘကိုးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပအဖြစ်ဖွဲ့စည်းလိုက်ပါတယ် ရွှေလျားလာတဲ့တော်လိုင်းရေစီးကြောင်းလိုအပ်ချက်အရလူသားညီညွတ်အစိုးရ NUG ညွှန်ကြားချက်နဲ့အညီဗကိုးမြို့နယ်အတွင်းကဗကိုးဖျားကြီးအင်းတကော်ဒေသမှာရှိတဲ့ရဲဘော်တွေကိုစုပွက်လိုက်တာလို့ဆိုပါတယ်အာနာတိန်ဒီကစားတော်လန်နယ်မြေရောက်လာကြတော့ကကိုကျင်လေကျွမ်းကျင်ရမြို့ရွာတွေမှာလာ UG လှုပ်ရှားမှုတွေစစ်စင်ရေလှုပ်ခဲ့ကြတာပါဥပမာဖျားကြီးပကဖအင်းတကော်ပကဖဗကိုးပကဖကစသဖြင့်စသအစရှိတဲ့ဖြင့်စုပွက်မှုတစ်မျိုးစီနဲ့ရက်တည်ခဲ့ကြတာပါ အဲ့ဒီချိန်ကမျိုးသားညီညွတ်ရေးအစိုးရရဲ့ပံ့ပိုးမှုကလည်းအားနည်းတာကြောင့်ကိုပတ်ဝန်းကျင်ကတော်လှန်ထောက်ဖို့တွေအနေနဲ့အရရက်ပြည်သူတွေပေးပို့မှုနဲ့တာရက်တိခဲ့ရပါတယ်အခုခါမှာတော့ထိုက်တင်းတဲ့လောက်ထောက်ပံ့မှုနဲ့မျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွန်အရလမ်းညွန်ချက်အရပုံမကြစ်လက်အားကောင်းအောင် မြို့နယ်အဖွဲ့အဖွဲ့မြို့နယ်အဖွဲ့စီဖြစ်စေဖို့ရည်ရွယ်ပြီးစုဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်လို့ဘကုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပတာဝန်ခံကပြောပါတယ် စူးပွဲမှုမှာပါတဲ့ရဲဘော်တွေကပဘိုးမြို့တွင်လှုပ်ရှားမှုတွေမှာလှုပ်ရှားခဲ့ကြသူတွေဖြစ်တယ်လို့မြေပြင်တိုက်ခိုက်ရေးစစ်တောင်းတွေမှာလည်းပါဝင်လှုပ်ရှားနေကြသူတွေဖြစ်တယ်လို့အတိပေးထားပါတယ်။မြို့နယ်စူးပွဲမှုအာကောင်ကြီးစစ်ရေးပုံပေါ်မှုပုံပေါ်လှုပ်ဆောင်နိုင်စေဖို့ဖွဲ့စည်းခဲ့ကြတာလို့အထက်ပါတာဝန်ခံကရှင်းပြပါတယ်။ဘိုးမြို့နယ်အတွင်းတော်လန်လိုစစ်ရှိတဲ့ဘဲတူမစိုးစစ်အာဏာရှင်အမြင့်ပြတ်ချေမုန်းနိုင်ရင်အတွက်ကဏ္ဍအလိုက်နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်ပေးကြဖို့လည်းတိုက်တွန်းပါတယ် လက်ရှိပဲခူးမြို့နယ်အနီးမှာရှိတဲ့ဝေါ်ကဝတနတ်ပင်နဲ့ဒိုင်ဦးမြို့နယ်ကကာကွယ်ရေးအဖွဲ့တွေနဲ့မြေပြင်တော်လှန်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးပါတယ်ပဲခူးမြို့နယ်ထဲမှာတပ်မ89လက်အောက်ခံတပ်တပ်ရင်းတွေပြည့်တဲ့ချင်းမြန်တပ်ရင်းခမရ9ခမရ8တစ်တုံညာ1တစ်တုံညာ9တစ်တုံညာ9နဲ့ချင်းလင်းတပ်ရင်းခလာရ96တပ်ရင်းတွေရှိပါတယ် ်အခုမေလာတတိယဘက်ကပဲခူးမြို့နယ်အနောက်ချမ်း0ရွာကစစ်ကောင်စီကာကင်းစခန်းကိုဝင်ရောက်တိမ့်ပိုက်ခဲ့ပြီးလက်နက်10လက်ကျော်ရရှိခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေသတင်းပြန်ကြားရေးကဖော်ပြထားပါတယ်အရန်လေးစားတယ်နော်ဒီဒီလိုစုပွဲမှုမှာပါဝင်နိုင်တဲ့ဥဆောင်ခဲ့တဲ့ဒီပုံကိုယ်တွေကဒီပဲခူးမြို့နယ်မှာရှိတဲ့ရဲဘော်တအူးချင်းစီနိုင်ကိုဒီနေရာကတကယ်ပြည်သူအားလုံးကိုစားဂါရဝပြုတယ်ကျွန်တော်တို့ပြည်သူတွေဖြစ်ချင်တာအဲ့ဒါ ။ဘာဖြစ်လို့လဲဒါမှကျွန်တော်တို့တော်နိုင်ရမှာတရွာကိုတဖွဲ့နဲ့နဲ့ကင်ပြီးတော့ဘသူအောက်မှမနေပဲနဲ့လှုပ်ချင်ရင်လှုပ်တယ်အဲ့ဒါတော်နိုင်ရင်လှုပ်တာမဟုတ်ဘူးအဲ့ဒီအဖွဲ့ထဲမှာမင်းအောင်နိုင်ရဲ့ဒလန်အဖွဲ့မပါလာဘူးလို့ဘသူအာမခံတယ်ရှင်းရှင်းလေးအဲ့ဒီဘွဲကစောက်ပြက်တနာလှုပ်ရင်ဘသူကတောင်းဝေးခံတယ်အဲ့ဒါအဖြေပဲဒါကြောင့်မို့လို့ကျွန်တော်တို့ဟာကျွန်တော်မြင်ပြတဲ့စကားရှိပါတယ်နော် local တွေအနေနဲ့ UNG အောက်ထဲကိုအတင်းဝင်မှာမပြောဘူး တိုင်းတိုင်းအရာကိုအောက်ထဲကိုအတင်းဝင်မှာမပြောဘူးငါတို့ကတော့ local ဖြစ်ပဲရက်တိမဆိုရက်တိပါဒါပေမဲ့လို့အ ਨੇ ဆုံးမြို့နယ်အဆင့်တော့ COC တိဆောက်ပေးဒါမှတော်လန်ရင်းဟာတော်လန်ရင်းနဲ့တူမှာနော်ဘာဖြစ်လို့လဲတော်လန်ရင်းမှာဝင်လာကြတာပြလူနှမ်းပေါင်းစုံဝင်လာတာအတိညာတေးဝတဲ့ဒူတွေပါတယ်လို့တချို့တလေကြတော့အများကြီးအောင်လို့ရောက်အမောင်တောင်ဝမ်းမသိလိုက်လာတဲ့ကောင်တွေပါလို့ရှိရင်ဘာဖြစ်လာလဲအဲ့ဒီကင်ထားတဲ့လက်နက်ကဲစိုးကြိုးတွေကိုမထိမ့်သိမ့်တိုက်ရင်စောက်ပြက်တနာကြီးရှုပ်ပေါ့ ဲ့လိုစောင့်ပြဿနာတွေမလျှော့ဖို့အတွက်ကျွန်တော်တို့ဟာလက်နက်ကင်ထားတဲ့ဒူမှန်နဲ့စီအိုစီအောက်မှာရှိနေဖို့လိုတယ်။ဒါဟာအရေးကြီးတဲ့အချက်နော်။နောက်တစ်ခုရှိတာကကျွန်တော်တို့တည်ထားမှာကဒိုးတွေဟာလက်နက်ကင်ပြီးလူဘာဝနဲ့စောင့်ကျင်ကိုမကြိုက်လို့ဒိုးတွေတော်လှန်ကြတာ။ကိုကိုတိုင်းကလက်နက်ကင်ပြီးလူဘာဝနဲ့စောင့်ကျင်နေပြည်လုံးလာမယ်ဆိုရင်တို့တိုင်းပြည်အနာခံပြီးတော့တော်လန်နေတဲ့တော်လန်ကြီးကဘာလို့တော်လန်တော့ဘူးလဲအစတည်းကမင်းအောင်နိုင်ကိုရှော့ရှူနဲ့ပေးလိုက်မယ်ဆိုရင် အခုလို့သေတဲ့ပြည်သူတွေနော်အသက်မပြည့်တဲ့ကလေးနိုင်ငံတွေသေစရာမလိုဘူးစစ်သားတွေရဲတွေလည်းသေစရာမလိုဘူးဟုတ်တယ်မလားဒါကြောင့်မို့လို့လက်နက်ကင်လိုက်ပြီးဆိုတဲ့ကနံပါတ်1ကျွန်တော်တို့ဟာပြည်သူကိုအောက်ကျခံတော့နော်ယာဒူးအာနာရှိလာလေလေပြည်သူကိုအောက်ကျခံလေတန်ဖိုးပိုရှိလာလေပဲငွေကြေးဥစ္စာဒနာအင်အားချမ်းသာလာလေအောက်ကျခံပြီးတော့စကားပြောချိုးတာစွာဆက်ဆံတတ်လေတန်ဖိုးပိုရှိလာလေပဲ အဲ့ဒါကိုကျွန်တော်တို့ရဲဘော်ညီကိုမောင်တို့အားလုံးတတိရှိစေခြင်းပါတယ်ကျွန်တော်ဆရာလို့ပြီးပြောတာကိုဘာဖြစ်လို့လဲလက်နက်ကဲအရှိန်ဝါအင်မတန်ကြောက်ဖို့ကောင်းတယ်နော်တပည့်လူမပြောနဲ့နယ်ရီစင်းသွားတယ်ဟမ်ကိုနယ်ရဲရောက်တာနဲ့ပစ္စိုခါချိတ်လိုက်ဟာစားချိတ်ခါစားတော်နိုင်ရေးစကားစားပြီပေါ့နော်ကျွန်တော်နယ်ပြစင်းအာပစ္စိုခါချိတ်တယ်ကိုယ်စိတ်ကိုမြုပ်တော့မရလားဘာကောင်းလို့မကြောက်တော့ဘူးကိုယ်ကိုဖိုက်တယ်အဲရွာထဲဝင်သွားတဲ့ချိန်မှာရွာသားတွေကကိုအာဘိုကြီးလို့ဆရာတို့အဲ ကိုမြမရဲ့ယဉ်ကျေးမှုအတိုင်းပေါ့ဘာလို့ဆိုမြမယဉ်ကျေးမှုကတနက်ကင်ထားတဲ့ကောင်ဆိုရင်အာဆရာကြီးဆရာကြီးဆရာဘိုးကြီးအဖေကြီးအဖာကြီးစတဲ့ဖြင့်ပေါက်ပန်း၄၀ကြီးစုခေါ်တာဟမ်လူတယောက်ကိုဆရာလော်လော်နဲ့မခေါ်ပါနဲ့အဲ့ဒီအကျင့်ကိုကျွန်တော်တို့ပြင်ပါယိုတေတမှုမဟုတ်အဲ့ဒါလူတယောက်ကိုတွေ့လာတဲ့ဘူမတိဘာမတိဆရာခေါ်တဲ့အကျင့်ဟာလုံးဝယဉ်ကျေးမှုမဟုတ်ဘူးအဲ့ဒါအဲ့ဒါညံ့ကျင်းမှုပဲကိုဘောဘာတင်ထားတယ်သူကဆရာဆိုအောင်အေးသူကဆရာဝင်လားဆရာဝင်ဆိုဒေါက်တာ ကျောင်းဆရာဆိုအဲကျောင်းဆရာခင်ဗျာအေကိုစတခုခုပညာတရတင်ထားလို့ကိုကဆရာတင်တဲ့ဒူမတာနေဆရာလို့ခေါ်ပါနော်ကျွန်တော်နိုင်ငံမှာယဉ်ကျေးမှုဒလေပဲရဲတွေ့လဲဟာဟုတ်ကဲ့ပါဆရာဟမ်အဲ့ဒီပညာမဲ့နေတဲ့သူတို့ဆရာခေါ်မှကြိုက်တယ်လေဟုတ်ကဲ့မလားအဲ့ဒါအတိတ်ပဲရှိတာမရှိဘူးနော်အဲ့တော့ကျွန်တော်တို့နေရီသွားတဲ့ချိန်ကျရွာရွာရင်ကွန်ပျင်စလိုနဲ့ဘေးမှာလဲ background တွေနဲ့ဟမ်တက်တော်ဆောက်တွေနဲ့ဘောက်ဆိုတက်ရင်လုံလုံအပြည့်ကိုထွေးတက်ရင်နေဆိုရင်အိမ်နာသွားတာဆိုလုံလုံလိုက်ပေးတာနော် တော်ဝင်ချေတဲ့တိုက်ရင်းနေဆိုရင်အဲ့လိုထားတာကျွန်တော်ထောက်ဖို့ညီပြင်းစင်းဝိုင်းဒါကြောင့်မလို့ကျွန်တော်တို့အကြောင်းမရှိပဲညီပြင်းမစင်းဘူးဆိုတော့ကိုယ်တွေစင်းဝိုင်းဘာမဟုတ်ပဲနဲ့ရဲဘော်တွေအလုတ်ရှုပ်တယ်ဒါပေမဲ့လို့တခုရှိတာကတော်လိုင်းရင်တွေတီသူတွေအဲတက်ကြွလာအောင်နှိုးကြလာအောင်ပြည်သူနဲ့လက်နက်ကင်နဲ့ဒီကိုယ်တော်လိုင်းရင်အဖွဲ့တွေကြားထဲမှာပို့ပြီးတော့ချိန်ဆက်မှုအားကောင်းကိုယ်တွေလှုပ်ပေးနိုင်မှတာနဲ့အောက်ကိုစင်းတာကောင်းတယ်နောက်တစ်ခုကအောက်ကိုစင်းနေဆိုရင်ဒီအောက်မှာဘာတွေလိုအပ်ချက်ရှိနေတယ်သူတို့တွေဘယ်လောက်လှုပ်လှုပ်နေလဲဒါတွေကိုပြည်သူကိုတိအောင်ချပြဖို့ရည်ရွယ်ချက်ပဲရှိတယ် မလုံလားအရင်မစင်းတာအကောင်းဆုံးပဲအလုတ်လျှောက်တယ်သူများတွေ့နော်ဘာမှစောင့်လို့မရှိဘဲနဲ့လာပြီးတက်ပေါက်ရဲ့မယ်ဟိုဆက်ပြီးဆွဲမယ်ဖင်ကောင်းကြံမယ်ဆိုတာမျိုးတော့မတော်တာအကောင်းပဲအတိုင်းတက်ပေါက်နေတယ်အဲ့လိုကောင်းမှုခွန်မခေါင်းနေတယ်ကျွန်တော်လည်းကျွန်တော်မခေါင်းနဲ့ဟုတ်တယ်မလားအားလုံးဟာတန်ဖိုးရှိတဲ့အချိန်ကြီးအဲ့တော့ပြောချင်တာကဂွနေ့ကစကားပြတ်ဆက်ကရင်ဒီလက်နက်ကအရှိန်ဝါးလीအဲ့ဒီအချိန်မှာကျွန်တော်တော့ဒါဝန်ခံနေကျွန်တော်အကိုကိုဖိုင်တာလို့လို့ဘာလို့မဲဘာကောင်းမှမဟုတ်ဘူးကြည့်တော့ဘာကောင်းလဲမင်းဘာကောင်းမှမဟုတ်ဘူးဟမ်မင်းနဲ့ဘာကောင်းမှမဟုတ်ငါနဲ့ဘာကောင်းမင်းနဲ့တောင်းလိုက်တယ်မှာငါနဲ့တောင်းလိုက်တယ်မှာပဲ အဲဒီတော်လှန်ပြည်သူနဲ့အတူတူပဲအဲ့ချိန်မှာပြည်သူကလည်းခုနကကျွန်တော်ပြောသလိုတွေ့တဲ့လူဆရာခေါ်တဲ့ယဉ်ကျေးမှုဒလိထုံတိုင်းရအာဆရာတိုင်းမှာကိုယ်ဟိုအာကိုစီဆိုတဲ့ဟာမျိုးတိလို့ဟိုလေးစားလို့ချစ်ခင်လို့အားပေးလို့ဆက်ဆံတာပကြောင်းခုနကပြောလို့မတိရနဲ့ဟိုလူကလည်းလက်နဲ့ကင်ထားတာတွေ့လို့မိမအချစ်ဟိုတတ်တော်ဆောင်ပြည်ဆိုရင်ဒါအရာရှိတဲ့လူကိုတတ်မှတ်တယ်ဟမ်ညီမညီမအဲ့တိုင်းနဲ့အဲ့လိုဟာအဲ့ချိန်မှာ feeling တက်တယ်နောက်မှလည်းကိုယ့်ကိုယ်သိဟာငါငါဘာလို့ feeling တက်နေတာလဲဖြစ်စရာကြီးပါလားအကောင်းပြောတာ ကိုကိုတတိယအဖြစ်ကျွန်တော်ရှက်တယ်ကျွန်တော်ကိုကိုရှက်တယ်အာငါဆောက်ပေါ်ပဲအဲ့နောက်ပြီလို့ကျွန်တော်ခရင်ကပြောမင်းအွန်လိုင်းပခုံးမှာဒီအပွင့်တွေအခက်တွေကြည့်ကြောကြည့်တယ်အော်သူတို့စစ်တပ်ထဲမှာတော့ဒီလိုအပွင့်အခက်မျိုးဒီပခုံးပေါ်တင်ကျင်မှာပဲနော်ကျွန်တော်တို့ဒီကာလမှာဒီကာလမှာပြောတာเนาะဟိုတက်တက်လုံးလုံးမပြောပါဘူးနိုင်ငံအေဂျင့်ဝါတဲ့ဟာမျိုးဆိုတဲ့ဟာမျိုးမပြောဘူးဒီလိုအာနာတိန်နေတဲ့ကာလမှာမင်းအောင်နိုင်ပခုံးပေါ်ကအပွင့်နေအခက်တွေလောက်ရှက်ဖို့ကောင်းတာမရှိဘူးယွံဖို့ကောင်းတာမရှိဘူးအောက်တန်းကြတာမရှိဘူး เนาะအဲ့ဒါကျွန်တော်တို့တွေကတိကံဒါကြောင့်မလို့ရဲဘော်တွေအနေနဲ့ကလည်းတိုင်ရင်တပ်ဖွဲ့တွေတွားလဲအဲ့ဒီကိုရွာတဲ့တွားမယ်ပြည်သူတွေတွားမယ်မင်းတို့ကလက်နက်ကင်ထားတယ်အဲ့ဒီလက်နက်ကင်ထားတာလက်နက်မကင်ထားနဲ့အရက်ဝိအရင်ခတ်တီတီနေရှောက်ကမမနေပါပြည်သူငါတို့ဝင်နေတယ်ဒါပေမဲ့လက်နက်ကင်ထားပြီဆိုတော့ပြည်သူတွေကလည်းရိုတင်မှုလေးလင်းစားမှုလေးအလေးပေးတယ်အဲ့ဒီရွာမင်းတို့ကိုခေါင်းပေါ်မရွတ်ထားရင်စိုက်တယ်လို့ပြောအဲ့ဒါတန်ဖို့ ဲ့ဒါမင်းတို့အောက်ကြပါမဟုတ်ဘူးမင်းတို့လက်နက်ကင်ပြီးပြည်သူအောက်မှာခေါင်းလေးညှို့ပြီးယုံတင်သမိဟိုတကယ်တော့ပြလိုက်တာဒီမင်းတို့တန်ဖိုးတက်သွားတာနော်တချို့တည်းမတည်ဘူးလက်နက်ကင်ထောင်း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 အဲ့ဒီအလေးချင်းဟာဟိုတချို့တည်းဆိုတိုင်းသားလက်နက်ကင်အဖွဲ့တွေမှာရှိတယ်တစ်တလုံးကအဲ့ဒါစစ်ခွေးတဲ့အတူတူပဲနော်လက်နက်ကင်ပြီးလက်နက်မရှိတဲ့ပြည်သူရှိမှထောင်းထောင်းလောက်ရင်မင်းခွေးဖြစ်ပြီးကျိနေတယ်မင်းခွေးပဲအဲ့ဒါမှတ်ထားပါအဲ့ဒါနော်လက်နက်ကင်ပြီးတော့ပြည်သူရှိမှယုံတင်သမိကျွန်းုံပြတာဒီမင်းရဲ့တန်ဖိုးအဲ့ဒါထိုးတက်တာ တကယ်တန်ဖို့ရှိတဲ့လက်နက်ကင်ပြောအဲ့ဒီအရာအဲ့ဒီ data မင်းတို့ဘယ်အချိန်တွက်တွက်မင်းတို့တွက်နေရာတနေရာရှိပြီးသားဖြစ်ကံပဲကြိုးဆိုပြီးသားဖြစ်ကံနော်အဲ့ဒီစိတ်ကိုတို့ညီကိုတွေအနေနဲ့မွေးပေးပါအဲ့လိုဖြစ်လို့ရှိရင်စူးစီးမှုကအာဘာနဲ့မှဖြိုလို့မရနော်နေမြေဆုံးရှုံးတော့ပြတ်တာမရှိဘူးတို့မှမြို့တစ်ခုကိုတိမ့်ဖို့တိမ့်နိုင်တယ်မလားနော်အခုရဲဘော်တွေအများကြီးဆီကိုစီးမြို့တစ်မြို့တော့ဝင်တဲ့ကျွန်တော်ဖြည်းဖြည်းဝင်တိမ့်လိုက်လို့ရတယ်ဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီမြို့ကိုမထိခိုက်အောင်ထိမ့်ဖို့တွေခဲရင်းတယ် ဲ့ဒီအတွက်စစ်ကြောင်းကိုအင်လိုက်အားလိုက်အလုံးအင်းလိုက်ထိုးလာမယ်ဆိုရင်စုပ်ပေးရတာရှိတယ်နော်အဲ့လိုစုပ်ပေးလို့စိတ်ပူစရာမလိုဘူးဘာဖြစ်လို့လဲအဲ့ဒီမှာရှိတဲ့ပြည်သူကိုထောက်ခံနေတဲ့၍ကြိုက်တဲ့လောက်စုပ်ပေးအချိန်မီဝင်ကျုံးလို့ရတယ်အေးအဲ့မှာရှိတဲ့ပြည်သူကကိုယ်မထောက်ခံဘူးဆိုရင်တော့ပယ်ထားအနားတော့ကတ်လို့ရမှာမဟုတ်ခွေးလေးဝယ်ပြေးပြေးရမှာနော်ဒါကြောင့်မလို့အခုတင်ရတဲ့ဖြစ်နေတဲ့ကိစ္စတွေကအဲ့ဒီတက်ရောက်မှုတွေလည်းအများကြီးပါတယ် နော်ဒါကိုလည်းတရားရည်ခေါင်းဆောင်ပိုင်းလူကြီးတွေအနေနဲ့သတိပြုဖို့လိုတယ်အောက်ခြေရဲဘော်တွေတပ်မှုတွေရဲ့တစ်ဆင့်အောက်ကိုကောင်းကောင်းထိန်းကွန့်နိုင်ဖို့လိုအပ်တယ်ပြည်သူကအဓိကပဲဗျပြည်သူအခြေပြည်သူကိုအဲ့လိုပြည်သူကလက်ခံမှုရှိမယ်တန်ဖိုးထားမှုရှိမယ်ဆိုအဲ့ဒီလက်နက်ကင်အဖွဲ့ကလွန်လွန်ထက်ပြည့်စည်လို့မရဘူးကျင်းနေအဲ့တော့အခုဒီတည်င်းလေးအစကိုပြန်ဆက်မယ်ဆိုရင်အခုဘကိုးမှာအခုလိုအဖွဲ့ကိုဒါဖွဲ့ပြလိုက်ပြီအခြားစကိုင်းနော် စကိုင်းအပါအဝင်အခြားဒေတာမှာရှိနေတဲ့ပြန်ကျဲနေတဲ့ local pdf ညီကိုမောင်မတွေအားလုံးကိုလည်းဒီညနေပြည်သူအားလုံးကိုစအနုညွတ်မြတ်တာခံပါတယ်ဘယ်အောက်ထဲမှမဝင်နိုင်မဝင်ပါနဲ့ရပါတယ်ဘလူးအောက်ထဲအသင်းဝင်ပါလို့ကျွန်တော်တို့မတိုက်တွန်းပါဘူးဒါပေမဲ့ကျွန်တော်တို့ဟာတော်လိုင်းဓမ္မပိတာတယ်တော်လိုင်းရို့တော်လိုင်းရင်းနဲ့တူအောင်နိုင်စေခြင်းနဲ့ဆိုရင်တော့ခမားတို့အ ਨੇ ဆုံးမြို့နယ်အဆင့် COC တခုရအောင်တိဆောက်ပေးကြပါအဲ့လောက်လေးတော့ ။ဟိုဘာအကြောင်းပြညာအကြောင်းပြတွေမပြနဲ့။အလောက်လေးတော့မလုံနိုင်ကြသေးဘူးဆိုရင်ခမားတို့တွေနေတဲ့ညွနယ်ဟာတော်လှန်ရေးစိတ်ဓာတ်မပိတတ်သေးဘူးလို့ပဲသုံးသပ်လို့ရတယ်ပြည်သူကနော်။ဒါကျွန်တော်အပြစ်တင်ပြီးပြောတာမဟုတ်ဘူး။ဆရာလှုပ်ပြီးပြောတာမဟုတ်ဘူး။ကိုရဲဘော်ညီကိုမောင်နှမတွေအားလုံးပညာရှိတတိဖြစ်ခဲ့ဆိုသလိုနော်။လုံးတွေကိုင်းနေတဲ့ဇောအဟုန်တွေကြားထဲမှာလွတ်သွားမှာဆိုလို့တကယ်တော်နိုင်ရေးကိုရှေ့ထုပြီးတော့သတိပေးတာပဲဖြစ်ပါတယ်အားလုံးလည်းနားလိုက်လိမ့်မယ်ယုံကြည်ပါတယ် ည်သူပါတဲ့ပွဲနိုင်ုံနိုင်ရမယ်เนาะတရားတော်စစ်နိုင်ရမယ်ဆိုတာအဲ့ဒါကိုပြောတာပါ